ုဆရာတော်ကြွလာတာဆွေလိုခြင်းတို့ငွေလိုခြင်းတို့ပစ္စည်းလိုခြင်းတို့လည်းမဟုတ်ဘူးလေမေတ္တာလာပို့တာပါလာတာလေမေတ္တာလာပို့တာပါဗျာလေနတ်ပြမှာဆရာဟိုလိုက်ကိုတို့မှာမိုက်ကြပြီးတို့မှာအတိတ်ခံဟောဆရာတော်တရားထိုင်ဘဝနာတရားထိုင်နေနတ်ပြန်ပါလေငါးဒီမှာလာပြောတာလေဆရာတော်ကိုယ်တိုင်ကြွလာမကြွပဲနဲ့မေတ္တာလာမပို့ပဲနဲ့ယူအများကြီးပြည်ပြည့်စည်နိုင်တယ် ဘဝနဂါစီရနဂါယဘဝဘဝနဂါစီရအနဂါအကောင်ကြီးဘလောက်ရှိတာမိုင်ပေါင်း3000ကျော်တယ်နဂါယဒီလိုလန်နဲ့တော့ဒီမြေကလေးလှုပ်သွားတယ်နော်အဲ့ဟာဘာလို့လူထုတယ်ကိုစိတ်မငြိညွတ်တော့တချို့အာဟုတွေလုပ်နေပုံပုံများတယ်လို့လေဒါကြောင့်ဆရာတော်ပြမေတ္တာ မလင်လောက်တာဟာနဂါကြီးလှန်လိုက်လို့လောက်တာဆိုတော့မိုင်းမုံဆရာတော့အရှင်ညာနာတံဝရရဲ့ဟောကြားချက်ဟာဗုဒ္ဓဓမ္မတရားတော်နဲ့ရောသိပ္ပံနီးနဲ့ပါလွဲချော်နေပြီးပြည်သူတွေကိုအတိအမြင်လွဲမောင်းမှုတွေဖြစ်စေနိုင်တယ်လို့တန်ဃာတော်တွေကမိန့်ကြားပါတယ်။ရေကုံမြို့မော်ဝီမြို့နယ်ကသာနာလင်္ကာယမိုင်းဖုံးကျောင်းတိုက်မှာဧပြီလ23ရက်နေ့ကတရားပွဲကျင်းပခဲ့ပြီးအဲ့ဒီတရားပွဲမှာမိုင်းဖုံးဆရာတော်ကဘာသာပြန်ဆရာတော်ကတဆင့်ဟောကြားခဲ့တာဖြစ်ပါတယ်။မိုင်းမုံဆရာတော်ရဲ့တရားပွဲမှာ나ယူသူတွေများသလို့ လူမှုကွန်ရက်မှာလည်းရုံရုံကြည်ကြည်နဲ့မျှဝေနေတာတွေများပြားတာကြောင့်ငလင်း NA ကြိုတင်ကာကွယ်ရေးအတွက်ပါ NA ရှိမှစိုးရိမ်နေကြပါတယ်နကမ်မိုင်မောင်း3000ကျော်ကတော့ပလန်ပြစ်လိုက်လို့လားငလျင်လှုပ်တယ်ဆိုပြီးတော့သူ့ရဲ့ပြောဆိုချက်တရားဦးသင်တို့ဘူမိပေတာတိတ်ပန်နည်းအရာလည်းပဲအချိန်မြင့်မရှိနိုင်တယ်လို့ပေါ့နော်ဦးသင်တို့ရဲ့ဗုဒ္ဓသင်ကြားချက်တွေအနေနဲ့လည်းပဲမငြင်းညွတ်ဘူးဗုဒ္ဓကတော့အကြောင်းတရားနဲ့အကျိုးတရားကိုအလေးထားပြီးတော့ ဥဒ္ဓနုတ္တဝါအလုံးအပေါ်မှာမေတ္တာထားရန်သင်ကြားခြင်းမျိုးဖြစ်ပါတယ်။ဒီလိုစိတ်ကူးရင်ဆံပြီးတော့အကျိုးမဖြစ်ထွန်းတဲ့ပြောဆိုချက်တည်းဟာဥဒ္ဓနုဘာသာရေးအတိုင်းဝိုင်းအတွင်းမှာလည်းပဲအထင်မြင်လွဲမှုတွေဖြစ်နိုင်တယ်လို့နောက်ပြီးကြတော့မလိုလားအပ်တဲ့နောက်ဆက်တွဲကြောက်ရွံ့မှုတွေကဖြစ်စေနိုင်ပါတယ်။ စကိုင်းမြို့နယ်မန်လေးမြို့အနီးမှာမလ28ရက်နေ့ကအင်အား9.8ပြင်းအားရှိတဲ့ငလင်ကြီးလှုပ်ခတ်ခဲ့ပြီးစကိုင်းမန္တလေးနေပြည်တော်နဲ့ရှမ်းပြည်နယ်တို့မှာထိခိုက်ပျက်စီးမှုတွေများပြားခဲ့တယ်လို့လူပေါင်း3000ကျော်တေဆုံးထားပါတယ်။မိုင်းမုံစရာတော်ဟာငလင်ကြီးလှုပ်ပြီးတဲ့နောက်ငလင်တန်နဲ့တောင်ကြီးမန္တလေးစကိုင်းနေပြည်တော်တို့ကိုကြွားချီခဲ့ပြီးတဲ့နောက်ငကားကြီးလှန်လို့ငလင်လှုပ်တာဖြစ်တယ်ဆိုပြီးဟောကြားခဲ့တာဖြစ်ပါတယ်။ မြမအပါဝင်ကပ္ပငလိပညာရှင်တွေကတော့ကပ္ပကြီးဟာတဆက်ဆက်တည်းမဟုတ်တဲ့မြေလွာချက်ကြီးတွေကြောက်လာချက်ကြီးတွေနဲ့ဖွဲ့စည်းထားပြီးအဲ့ဒီမြေလွာကြောက်လာဓာတ်ထုကြီးတွေရွေလျားတဲ့အခါမှာမြေလွာကြောက်လာချက်ကြီးတွေအချင်းချင်းတိုက်မိကြပြီးငလင်လှုပ်ခတ်မှုဖြစ်သလိုကပ္ပမြေအတွင်းမှာရှိတဲ့ပြည့်ရွေကြောတွေရုတ်တရက်ရွေလျားမှုကြောင့်လည်းငလင်လှုပ်ခတ်မှုဖြစ်ပေါ်လေးရှိတယ်လို့ပြောထားပါဗျ။လက်ရှိငလင်ကိစ္စအပါဝင်ဆရာတော်ရဲ့နေထိုင်သွားလာမှုဟောပြောမှုတွေမှာဗုဒ္ဓတရားတော်နဲ့ကွဲလွဲနေတဲ့အပြင် ပြည်သူတွေကိုအမြင်မှားစေတာတွေလည်းရှိနေလို့သာသနာတော်တန်ရှင်းတည်တဲ့ပြက်ပွားရေးအတွက်အစစ်အမြင့်ဆုံးအဖွဲ့ဖြစ်တဲ့နိုင်ငံတော်တန်ခါမဟာနာယကအဖွဲ့မဟာနာအနေနဲ့ဖိန်းချောင်းမှုတွေပြုလုပ်တည်တယ်လို့ဆရာတော်တွေနဲ့ဗုဒ္ဓဘာသာဝင်တွေကထောက်ပြနေကြပါတယ်။ဒီယူရတွေဒီဗုဒ္ဓရဲ့တစ္ဆာလမ်းစဉ်တွေဆိုလုံးဝဆန့်ကျင်ဘက်တယ်။တစ္ဆာလမ်းကဥပါလမ်းကြောင်းကိုပျောက်သွားနေနိုင်တဲ့အထိအန္တရာယ်ကြီးဘုဒ္ဓဂမနာကရေးယူနိုင်တဲ့ဆောင်းအားမျိုးတို့မှဖြစ်။ဘုဒ္ဓဘာသာလည်းခုမှပြောလို့ ဟိုမင်းသားမီးမင်းနဲ့ကြိုက်အောင်မီးဒီလိုလုပ်နေကြတဲ့အခါမှာသူတို့ကိုယ်တိုင်လည်းသာသနာတော်နဲ့ဆန့်ကျင်တဲ့လုပ်ဒီလုပ်တာအများကြီးပဲဆိုတော့ဘောသိတော့ထူမှာမဟုတ်ဘူးဒီလိုနဲ့ပဲပုပ္ပညာနဲ့ကိုဆန့်ကျင်သုံးကြပြီးသွားနိုင်ရင်သွားနိုင်ဒါပဲရှိတယ်အဲ့လိုမဟုတ်ရင်တော့သာသနာတော်ကမလွယ်